ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ Rister Scale 9.9အဆင့်ရှိတဲ့အလွန်အင်အားပြင်းငလင်တန်းကြောင့်အခြေအနေဆိုးဝါးစွာခံစားနေကြရတဲ့မြန်မာနိုင်ငံရဲ့ဒေသတချို့ဖြစ်တဲ့နေပြည်တော်မန္တလေးနဲ့စကိုင်းတို့မှာဆိုရင်တော့အဆောက်အဦအမြောက်များပြိုကျပျက်စီးကအစာရေစာအလွန်ရှားပါးလျက်ရှိနေပြီးတော့လက်ရှိငလင်ကပ်ဘေးတင့်ဒေသအတွင်းမှာကယ်ဆေးလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ငလင်ဘေးဒဏ်အသင့်တဲ့ဒေသတွေမှာမြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့အတူပြည်လဲထူထောင်ရေးလုပ်ငန်းများမှာကြုံတွေ့လာနိုင်တဲ့အခက်အခဲများနဲ့လိုအပ်တဲ့အထောက်အပံ့များအတွေ့အပိုင်း၅ပိုင်းခွဲပြီးတော့မြန်မာနိုင်ငံမဟာပြည်ခွာနဲ့နိုင်ငံတကာလေ့လာရေးအဖွဲ့ဝိုင်းရင်အကြံပေးအဖွဲ့မှာအဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်လျက်ရှိတဲ့ဒေါက်တာနိုင်ဆွေဦးမှာအခုလိုပဲတုံ့သက်ပေးခဲ့ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ ်အကျွန်တော်နာမည်ကတော့ဒေါက်တာနိုင်စိုးဖြစ်ပါတယ်ကျွန်တော်ဒီမြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေးလာရေးအဖွဲ့ဝိုင်းအင်ဂျာမေးအဖွဲ့မှာဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်ရရှိပါတယ်ခင်ဗျာ ကျွန်တော်ပြန်လည်ဒူနောင်းရေးလုပ်မယ်ဆိုရင်ကျွန်တော်တို့ကဟိုကျွန်တော်တို့ကအပိုင်းကျွန်တော်က၅ဘိုင်းလောက်ကျွန်တော်ခွဲပြီးတော့မှတုံးသက်ချင်ပါတယ်။တခုကတော့အခြေခံအဆောက်အုံတွေပေါ့။လူတွေအတွက်အရေးကြီးဆေးရုံတွေကြောင်းနေဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ဒါကဟိုနိုင်ငံဘန်နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍဖြစ်ပါတယ်။ပြန်လည်ထူထောင်မှုလုပ်ဖို့ဆိုတာကကျွန်တော်တို့ကငွေကြေးရမှရှိမဖြစ်လိုပါတယ်။အဲ့အတွက်ဒါကျွန်တော်တို့ကချေးငွေတွေလည်းလိုအပ်တယ်ပေါ့နော်။အဲ့တော့ဒီအတိုးနှုံနေပါတဲ့ချေးငွေတွေလည်းဒါချေးပေးဖို့လိုအပ်တယ်။တော့ပြည်သူလူထုကိုပေါ့နော်။တော့အစိုးရကိုပေါ့။တတိယတစ်ချက်ကတော့ခုနပြောခဲ့တဲ့နေရာမှာပါတယ်။ဒါနီးပညာကျွန်တော်နီးပညာဒီခေတ်ကနီးပညာကိစ္စဆိုတော့နီးပညာမျှဝေမှုပေါ့နော်။ဒါက အရေးကြီးပါတယ်။စရုပ်ထားတစ်ချက်ကအမှကျွန်တော်တို့ဘာတွေလိုအပ်လဲ။အရေးပေါ်စည်းဝါးတွေနောက်ပြီးကျန်းမာရေးဆိုင်ဝန်ဆောင်မှုလုပ်ငန်း၊ကုညီမှုတွေအများကြီးလိုအပ်တယ်လို့မြင်ပါတယ်။နောက်တစ်ခုကတော့တန်ရှင်းသောတောင်းတရင်ရရှိမှုပေါ့နော်။ဒါလည်းအရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်မြင်တာတော့ဒီစွမ်းအင်နဲ့လက်စစ်တာဖြန့်ပြီးမှုပေါ့နော်။ကျွန်တော်နိုင်ငံမှာကလိုင်းစွမ်းအင်နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေလက်စစ်တာနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေများပါတယ်။ ပထမတစ်ခုကတော့ကျွန်တော်တို့ကအာဒီဒီသင်ခန်းစာတွေမူတည်ပြီးတော့မှာဘာကိုမြင်လဲဆိုတော့မြို့ပြစီမံကိန်းပေါ်ဆောင်တဲ့နေရာမှာပေါ့နော်ဒါစနစ်တကျပြလို့ဖို့လိုအပ်တယ်ဆိုတော့သင်ခန်းစာပေါ်လို့မူကိုကျွန်တော်တွေ့ပါတယ်နောက်တစ်ခုကတော့ဒီအင်ယာနဲ့အဆောက်အုံတွေကိုလိုတဲ့နေရာမှာဟိုပြန်လည်တိဆောက်တဲ့နေရာမှာမြင်းမြင်းကလေးနိုင်ခံနိုင်တဲ့ဟလာပုံပုံစံနဲ့ပေါ့နော် earthquake resistant building ပုံစံနဲ့ဒါမျိုးတိဆောက်ဖို့လိုတယ်နောက်တစ်ခုကတော့အာဖန်တီးမှုပုံစံအစ်စ်တွေနဲ့ပေါ့နော်နည်းပညာအစ်စ်တွေသုံးဖို့လိုတယ် prefabricated housing ဆိုပြီးတော့မှာပေါ့နော်ဟိုမြန်မြန်တိဆောက်နိုင်တဲ့ဟာမျိုးတွေ ယ်ပေါ့အဲနောက်တစ်ခုကတော့စီးပွားရေးကိုပြင်လဲဟိုထူထောင်ပေးရမှာဖြစ်ပါတယ်ငလင်းတန်းကြောင့်ဟာလာကျွန်တော်တို့ဟိုဒုက္ခရောက်ရပြည်သူတွေပေါ့နော်အဲသူတို့တွေလည်းကျွန်တော်တို့အများကြီးဒါစိတ်မကောင်းဖြစ်ရပါတယ်အာနောက်ဒါမှမဟုတ်ကျွန်တော်ပြင်လဲထူထောင်မှုလိုအပ်ပါတယ်ကျွန်တော်ပြင်လဲယုံထနိုင်မှုလိုအပ်ပါတယ်အဲတော့ကျွန်တော်တို့နိုင်ငံအနေနဲ့ပေါ့နော်ပြည်ပအကူအညီဘယ်လောက်ရရှိနိုင်အောင်တော့ကျွန်တော်တို့ဒီတို့နိုင်ငံကိုပြင်လဲထူထောင်မှုကကျွန်တော်တို့နိုင်ငံသားတွေပါပဲအရေးကြီးပါတယ်ပြင်လဲထူထောင်ရေးလုပ်ငန်းတွေကတစ်ဆင့်ကျွန်တော်တို့ကပြန်ပြီးတော့မှဒီထက်ပိုပြီးတော့မှကောင်းမွန်တဲ့အနာဂတ်ကိုဒါဖန်တီးတိစောက်သွားကြဖို့လိုအပ် တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒါတိုက်တွန်းအကြံပြုလို့ပါတယ်ခင်ဗျာ။